မန္တလေးတိုင်းဒေသကြီးပြည်တကွန်မြို့နယ်ချမ်းမြတရာရအမြောက်ဒီသီလရှင်စာသင်တိုင်းမှာဗရဏနာယကဆရာကြီးဒေါပညာဝတီဖြစ်ပါတယ်ဒီเจ้าနိုင်ကြီးကို28ရက်နေရပေါ့နော်ဒီမြင်းငလင်းကြီးလုကတ်တဲ့အချိန်မှာဆရာကြီးကအနားယူနေတဲ့အချိန်ဖြစ်ပါတယ်တနားရီထိုးရင်ဆရာကြီးတို့ထားပြီးတော့ဟိုကမ္မထန်တရားအထုတ်ဖို့အစီအစဉ်ရှိပါတယ်ဒါပေမဲ့တနားရီမထိုးခင်မှာ ဒီမြင်းကလေးကြီးလှုပ်လာလှုပ်လာတဲ့အခါကျတော့ဆရာကြီးကအောင်းကန်းနဲ့အောင်းတကြောင်လုံးတတလုံးမှာဆရာကြီးတယောက်တည်းပါကလေးတွေကစောင်းမွေးဖြေတာလည်းရှိပါတယ်တချို့ကလည်းအစိုးရစောင်းမွေးဖြေသွားတာရှိတယ်ဒီမှာစမ်းစောင်းမွေးဖြေနိုင်လည်းရှိပါတယ်ရှိရင်တော့ဆရာကြီးကဘယ်ရလေးကအာယုံပြုပြီးတော့နေလိုက်တဲ့အခါပထမမြင်းကလေးကြီးရက်တော့ပါတယ်ရက်တော့တဲ့အချိန်မှာဆရာကြီးထားပြီးတော့ဒီဒီမဲ့ထွက်လာပြီးဒီဆရာကြီးရဲ့တပည့်တွေအကုန်လုံး ပြင်ထွက်ခဲ့ဒီခေပင်အောက်အကုန်လုံးလာခဲ့ကြရလို့ဆိုပြီးတော့စုယုံပြီးတော့ထားတာ7မိနစ်7မိနစ်လောက်ကြာကြတော့ဆရာကြီးတို့ဒီနေရာနဲ့မလမကန်လေးမှာပဲထိုင်နေတာပါမြေမုံလုံးကြီးတွေတက်လာတော့ဘယ်ကတက်ထားမှလည်းမသိဘူးဘာမှလည်းမသိဘူးမိခိုးလာလည်းမြေမုံမှလည်းမသိဘူးဆရာကြီးတို့တယောက်တယောက်မမြင်အောင်လက်လေးတွဲပြီးတော့ဟိုးတန်တန်းကြီးပေါ့ဆရာကြီးတို့တက်သွားကြတယ်အဲ့လိုတက်သွားပြီးတဲ့အခါကျတော့ဆရာကြီးတို့ဒီเจ้าကြီးရဲ့ပြိုတန်းလေးဒီ ုံတိုင်းစားချစ်တယ်ပေါ့နော်ထိတ်လောက်မွေတုံလို့ပွဲနားနဲ့လည်းဆရာကြီးတို့မကြားလိုက်ရအောင်ဒီ16ပေအမြင့်ကြီးတဲ့ပေ90 16ပေအမြင့်ကြီးတဲ့ဒီเจ้าတော်ကြီးရဲ့ပထမတက်တစ်ထပ်လုံးမြင်းကြီးတဲ့ဝင်သွားတာလေမျက်စိနဲ့လည်းမမြင်လိုက်ရအောင်အတန်းနဲ့ပြိုကျပျက်စီးတဲ့အတန်းတွေကလည်းနားနဲ့မကြားလိုက်ရအောင်အဲ့တော့ဆရာကြီးတို့ကဖုံလုံးတစ်ခုလေးပဲအာယုံရှိလိုက်တယ်အဲ့တော့ဆရာတို့ ဆရာကြီးတို့ထိတ်လန့်ဖွယ်တုံလှုပ်ဖွယ်မဖြစ်ခဲ့ပါဘူးဒါတည်းကလည်းဆရာကြီးတို့ဒီเจ้าကြီးကို တိဆောက်တဲ့အခါမှာမန္တလေးမြို့သူမြို့သားတွေရဲ့လစဉ်လှူတဲ့အလှူငွေတွေနဲ့နှစ်ပေါင်း20လောက်ကျူးကျူးဆာဆာတိဆောက်ထားတဲ့เจ้าကြီးဖြစ်တယ်ဆရာကြီးတို့ကတော့ဝိထုငွေရတော့အများကြီးမပါဘူးဒါပေမဲ့ဆရာကြီးတို့ကာယကံဝစီကံမနောကံနဲ့အများကြီးနဲ့ပေါ့နော်ဆရဏတွေအများကြီးလှုပ်ပြီးတော့မှဒီဆောက်ထားတဲ့အကြောင်းကြီးပေါ့နော်အဲ့ဒီအကြောင်းကြီးက အဲ့ဒီကြောင်းကြီးကိုလှူဒန်းတဲ့ကုသိုလ်စိတ်တုပ်ပကြောင့်ဆရာကြီးတို့ကြောင်းရွံ့ပွဲထိတ်လန့်ပွဲတုံလုပ်ပွဲမဖြစ်ဘူးလို့သိစိတ်ကြပါလေပြီးတော့ဆရာကြီးတို့အဲ့ဒီမှာဖုံဖုံကြီးဖုံလုံးကြီးငြိမ်သွားတဲ့အခါကြောင်းကြီးလန့်ကြည့်တော့ကလေးတွေပြောတယ်ဟေးတို့ကြောင်းကြီးဟာတထက်ကြီးကဘဲရောက်သွားတော့ဘောအဲ့ကြတော့မှနောက်ဒီဘက်ကိုဒီအပေါက်ကနေလန့်ကြည့်လိုက်တဲ့အခါမှာဩတို့ကြောင်းကြီးဟာ တစ်ထပ်လုံးအောက်ကျသွားတာပဲလို့အဲ့ဒါလိုမျိုးကြီးဆရာကြီးတို့သိပါတယ်နှစ်ပေါင်း20ရေလုံးလုံးထာဝရလှူထားတဲ့အလူရှင်တွေကိုမေတ္တာရခဏနာတော့ဆရာကြီးတို့စရဏအားကြောင့်အားနည်းမှုကြောင့်များဒီလိုများဖြစ်သွားတာလားလို့အဲအဲ့ဒါလေးတော့ဟိုတောင်းပန်နေတယ်တတ်နိုင်သလောက်တော့ဆရာကြီးတို့အများကြီးပါဒီဒါကြီးကသဘာဝဘေးကြီးဆိုတော့ဆရာကြီးတို့မတတ်နိုင်လို့ပါလို့တတ်နိုင်တဲ့အနေထားအနေနဲ့ဆရာကြီးတို့ဒီအကြောင်းကြီးကို သီလရှင်သာသနာအတွက်ပေါ့နော်သီလရှင်သီလရှင်ဆိုတဲ့နာမည်လေးဆရာကြီးတို့နဲ့ဆိုင်ရင်ဒီကျောင်းကြီးဟာသီလရှင်အမည်နဲ့ကြံခဲ့မယ်ဆရာကြီးတို့ထင်တယ်ပေါ့နော်ဒါပေမဲ့အခုတော့ဆရာကြီး80နှစ်ရှင်းနေရှိပေမဲ့ဒီကျောင်းကြီးကမခိုင်နေပါဘူးနော်အဲ့တော့ဆရာကြီးတို့သင်္ခါရသဘောတရားလေးဆင်ញင်ပါလေဆရာကြီးတို့ဒီကြောက်ရွံ့မှုထွေးလောက်မှုမရှိတဲ့အတွက်ဆရာကြီးတို့စိတ်တော့ကနေမရောက်ပါဘူးအဲ့ဒါလည်း ရားတရားတန်ခါယရဏသုံးပါဆရာမိပါရရဲ့ဘုံကျေးဇူးတွေနဲ့ဆရာကြီးတို့သာသနာတော်မှာပေါ့နော်ဒီလိုနေနိုင်ထိုင်နိုင်ခြင်းဖြစ်ပါတယ်အဲဒီတော့လူတန်းလူတန်းနဲ့တရားဓမ္မတွေကိုလည်းကျေးဇူးတင်ပါတယ်အခုဆရာကြီးကသီလရှင်သာသနာအတွက်အခြားသောအရာဝတ္ထုတွေနဲ့ဒီမဟာဝတိဇေယျတော်ကြီးဆရာကြီးအမကန်းတိဆောက်ထားတဲ့ဘုရားကန်းကြီးပေါ့နော်ပေ60 45ပဲရှိတဲ့ဘုရားကန်းကြီးကိုတော့ဆရာကြီးကပေါ့နော်တတော်ကို ဟိုမပျက်စီးသေးခြင်းဘူးပေါ့ဒါပေမဲ့ပျက်စီးသွားပြီဒါပေမဲ့အဟောင်းအဟောင်းနေကုန်ဆုံးရင်တော့အစ်စ်တွေရောက်လာမှာပဲလို့ဒီလိုပဲအောင်းမိပါတယ်အဲဆရာကြီးတို့ဒီဒီဘဝဒီခန္ဓာနဲ့ချမ်းချမ်းသာသာဒီဆရာကြီးပြုတဲ့ဇေယျတော်တွေပေါ့နော်ပဂတိအတိုင်းလေးပြန်ဖြစ်အောင်ဟိုကုညီပူဇော်မဲ့တကားတွေဆရာကြီးဒါလေးတော့လိုအပ်ပါတယ်ဆရာကြီးอ่ะပေါ့နော်ဒီ14ခန်းကြံเนี่ย ကျောင်းကျောင်းဆောင်တုံးတက်ကြီးကိုတော့ဈေးရိုးကြီးလည်းရှိတယ်ဖះဆောင်ကြီးလည်းရှိတယ်ပြီးတော့ကြတော့ဒီတိုင်းချင်းပဂရိလို့ထင်ရပေမဲ့သူကနည်းနည်းရိုင်းနေတယ်ရိုင်းနေတော့မနေ့ကညနေရီလာကြည့်တော့ဆရာကြီးဒီဖះကျောင်းကြီးကိုလည်းဖြိုဖျက်ပြရမှာအဲ့ကြတော့ဆရာဆရာကြီးရဲ့ကျောင်းပေါ်ကဖះတွေပေါ့နော်စောစီစီပြင့်ပြီးတော့တနေရာမှာကိုယ်ကထားမှဖြစ်မှာလို့ပြောတော့ဆရာကြီးအခုကရင်မြင့်မြင့်လိုပါတယ်အဲ့ဘောကဖះနေရလဲ ဒီစိတ်မိုးတော့ဖွဲ့ဆိုရင်အမတမ်းမှန်သိပါတယ်အဲ့တော့အဲ့ဒီဖျားအထူးသဖြင့်အခုအရေးကြီးရတော့ဆရာကြီးကအဲ့ဖျားလေးကိုဒီမြေမြောင်းမှာပေါ့ခိတ္တသတင်းသုံးဖို့ပြင်ညာတယ်နော်ပြီးတော့ကြတော့ဟိုကျွန်းဖျားကြီးကျွန်းဖျားကြီးကလည်းငါးပေပတ်လည်းရှိတယ်သူကသုံးပလင်ရသုံးပေညံတော့ကူးပေ၁၂ပေရှိတာအဲ့ဒါဇီတော်ကြီးအထက်ထပ်မှာမှရှိတာအဲ့ဒီ ဲ့ဒီဖရာရုပ်လည်းပြန်ပင့်နေတာအဲ့ဒါလေးလေးပေါ့နော်ဒါလေးလေးကိုပြန်နိုင်မဲ့သူရှိရင်ဒါလေးကိုဆရာကြီးကကူညီစေခြင်းနဲ့ဒီเจ้าကြီးကတော့ဟိုအများအများနဲ့ပဲဝိုင်းဆောက်လုံးမှပြီးစီအောင်မြင်ပါပါဆရာတို့ကဆရာကြီးတို့ကငငယ်အသက်ငငယ်ဒီเจ้าကြီးနေစေရောကိုရောလုတ်ပြီးတော့ပေါ့နော်အင်္ဂလိပ်အစကိုကိုတိုင်းသေးတဲ့ရကြောက်ကစားကိုကိုတိုင်းသေးပြီးလုတ်ခဲ့တာအခုတော့ဒါကြီးက ိတ်ခက်ကစက်ကစက်ရန်နေရတယ်လည်းမရှိဘူးလေကိုကကိုခေါင်းလေးနဲ့ယူလောင်းနေရတာအင်းဒီလောက်လုတ်ခဲ့တာဘာအတွက်လုတ်တာလဲဆိုတော့ဘုရားရှင်ဘေကုဏီသာသနာတော်ကြီးပြည့်စည်သွားတဲ့အခါမှာဆရာကြီးတို့ရဲ့သီလရှင်သာသနာကဆရာတော်တွေတန်ဃာတော်တွေပေးထားတဲ့သာသနာပါဒီသာသနာတော်ကြီးပါပြည့်စည်သွားမယ်ဆိုရင်ရဝိတုတွေပြည့်စည်ရတာတော့တော်တော်လေးခိုင်မအောင်တော်တော်ဆောက်ထားတာဟိုခိုင်မမယ်လို့ဆရာကြီးမျှော်လင့်တယ်ပေါ့နော်ဒါပေမဲ့ သူကဆရာကြီးတဲ့အရင်စောပြီးတော့ပျက်စီးသွားပြီနော်ဒါပေမဲ့ဆရာကြီးရဲ့သီလရှင်သာသနာအတွက်ဒီလိုကြောင်းဆောင်ကြီးတစ်ဆောင်တော့ဖြစ်စေခြင်းပါတယ်အဲအဲ့ဒါလေးကိုလည်းဟိုနိုင်တဲ့ဝင်လေးတွေနဲ့ပေါ့နော်ကုညီဆောင်ရွက်ပြီးတော့ပူဇော်ကြဖို့သာသနာပူဇော်ကြဖို့မှာဆရာကြီးမဟုတ်ပါဘူးသာသနာပူဇော်ကြဖို့တော့အဲ့ဒါလေးတော့တိုက်တွန်းခြင်းပါတယ်အဲနိုင်ငံတကာပညာရှင်တွေလည်းဆရာကြီးတို့ကိုလာရောက်ပြီးကုညီပါလို့ဖိတ်ခေါ်ပါတယ် ွာသာသနာကဘာနေလာတွန်ပါစေတိုင်းပြည်မြို့ရွာသာသနာခေငွေပြာလို့လင်းပါစေတို့တိုင်းပြည်ရွာလူများစွာကြည်သာအေးမြရှိပါစေကဘာ ကလေးမြရှိပါစေမိဘဆရာမြတ်တန်ကကြည်သာအေးမြရှိပါစေနဘောင်းဝိစာမြတ်တတ်တာ

ဘာနီလာတော်မာစေတိုင်းပြည်မြို့ရွာသာသနာဂိမ်ဝေဖြာလို့လင်းပါစေတို့တိုင်းပြည်ရွာလူများစွာจิตာအေးမြရှိပါစေဘာဘ ရာမြတ်တန်ကကြီးသာအေးမြရှိပါစေ။နတ်ဘောင်းဝိဇာမြတ်တတ်တာကြီးသာအေးမြရှိပါစေ။ကုန်ရာတကူဝေလံဖြိုးကဘာမြေမူမြေမို့ Bazi Kangargu William Pyo Kabami Mu E Bazi Kuro Gonka Yamya Kwampa Kabati Bazi Kota Mieta Sirena Piyo Akabana Yau Bazi Kota Mieta